ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့တလားကိုလစာအမေရိကန်ဒေါ်လာ250ဝန်းကျင်နဲ့ရုရှားကိုမြန်မာလုပ်သားတွေစတင်စေလုံနေပြီဆိုတဲ့သတင်းမှာလုံငယ်တွေကိုနိုင်ငံခြားထောက်ခါဖို့တားမြစ်ထားတဲ့စစ်ကောင်စီဟာရုရှားနိုင်ငံကိုတော့ G2G အစီအစဉ်နဲ့မြန်မာလုပ်သား24ဦးကိုဆေလွတ်ခဲ့တယ်လို့ဒီကနေ့ထုတ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာရီမှာဖော်ပြထားပါတယ် အခုစေလွတ်မှုကိုပိုင်းလ project အဖြစ်လှုပ်ဆောင်ခဲ့တာဖြစ်ပြီး Vista International Company Limited ရဲ့အစီအစဉ်နဲ့ရုရှားနိုင်ငံကကုမ္ပဏီတို့ပူးပေါင်းပြီးစေလွတ်တာဖြစ်တယ်လို့သိရပါဗျ။ကျွမ်းကျင်မြမလောက်သား54ဝက်နဲ့24ဝက်ကိုကနဦးစေလွတ်ခဲ့တာဖြစ်ပြီးအနာဂတ်မှာအလုံသမားဈေးကွက်ရရှိကလူမှုစီးပွားဘဝပုံမကောင်းမွန်တိုးတက်လာမယ်လို့စိတ်ကောင်းစီကဆိုပါတယ်။ မြန်မာလုံသားတွေကိုရုရှားကိုဆေးလွတ်ခဲ့ရတဲ့ပတ်သက်ပြီးရန်ကုန်မြို့အခြေဆိုင်ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှအလုပ်လုပ်ကိုင်နေသူအမျိုးသမီးတအူးကတလောင်းကိုလစာကဒေါ်လာ250ဝန်းကျင်လောက်ကြားတယ်။စစ်တပ်နဲ့ပိုင်တဲ့အေဂျင်စီကပဲလွှတ်တာပါ။ဟိုဘက်မှာတော့အလုပ်ကျန်းပေါ့။ဆောက်လို့ရေးစိုက်ပျိုးရေးတွေမှာလုပ်ရမယ်ကြားတယ်လို့ပြောပါတယ်။ယူကရိန်းနိုင်ငံကိုကြွကြဆစ်ဆင်နွှဲနေတဲ့ရုရှားဟာဒေသတွင်းမှာလုံသားလိုအပ်ချက်တွေမြင့်တက်နေခဲ့ပြီးအခုလိုမြန်မာလုံသားတွေခေါ်ယူလာတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြလာခဲ့တဲ့သတင်းတပ်ပေါ်အရရုရှားနိုင်ငံကိုဆေးလွှတ်ခဲ့တဲ့မြန်မာလုံသားတွေမှာလူငယ်ပါဝင်မှုနေပါပြီးအသက်35နှစ်ဝန်းကျင်အရွယ်တွေပုံပုံများပြတာကိုတွေ့ရပါတယ်။ရုရှားကလုံသားတွေဆေးလွှတ်မှုနဲ့ပတ်သက်ပြီး ကျမတို့သတင်းရထားတာကဒေါ်လာ250ဝန်းကျင်ဆိုတော့အတော့ဝင်နေပါတဲ့လောက်ခလာစားပါလူငယ်တွေအတွက်အခွန်လန်းတစ်ခုမဖြစ်လာနိုင်ပါဘူးစစ်တပ်မိသားစုတွေအတွက်ပဲဖြစ်လာနိုင်တယ်လို့ပြည်ပအလောက်ကန်ရှာဖွေရေးအေဂျင်စီတစ်ခုမှအလောက်လောက်ကန်နေသူအမျိုးသမီးတအူးကမှတ်ချက်ပြပါရရှင်